မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတို့ဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ22ရက်ကနေလကုန်31ရက်နေ့အထိတပတ်စာတနင်္ဂနွေသားသမီးတွေရဲ့ကညမာကိုဆရာကတားတော်နဲ့အာယုပြုဟောကြားပေးမှာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီအောက်တိုဘာလလကုန်အထိအဆက်ဆက်ရရမိတ်ဆွေတို့ရဲ့တပတ်တာမိတ်ဆွေတို့ရဲ့ကံဟာဘယ်လိုရှိမလဲဆိုတာကိုကြည့်လိုက်ရအောင်ခင်ဗျာဒီ2025ခုနှစ် မတ်အော်တိုဘာလ22ရက်ကနေလာကုန်ထိတနင်္ဂနွေသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုမျောလင်းချက်တွေများနေတယ်ဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်မလာသေးတဲ့ကိစ္စတွေကိုဖြစ်လာရင်ကောင်းမှာပဲဆိုပဲစိတ်မျိုးစ조사နေရင်းနဲ့အဲငါတော့ဒီကိစ္စတွေဖြစ်လာရင်ဘာကိုလုပ်မယ်ဆိုပြီးတော့ကြိုတင်ပြီးတော့အကြံစီပလန်တစ်ခုခုကိုချထားတော့ကာလအဲနောက်တစ်ခုကမိတ်ဆွေတို့အနေနဲ့ ရီမတ်ချံမျောလင်းချက်တွေကိုပြေဝါဖို့အတွက်ကိုအာငါတို့ဒီကိစ္စကြီးပြေမြောက်အောင်ဘာကိုဖြစ်မြောက်အောင်လုပ်မယ်ဆိုရဲအဲမျောလင်းချက်တွေအောင်မြင်မှုတွေရဲ့နောက်မှာများစွာအဲအားကိုးယုံကြည်တော့များစွာချစ်တူဆောင်ရွက်လှုပ်ဆောင်ခြင်းတော့စိတ်မျိုးတွေမိတ်ဆွေတို့တွေနဲ့ဖြစ်ပေါ်နေသောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါမိမိတို့ရဲ့ယုံကြည်ချက်အတိုင်းမပြောင်းမလဲစွတ်စွတ်ဆက်ဆက်သွားရင် အောင်မြင်တိုးတက်မှုတွေကိုကျင်းနေရရှိမယ်ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျအလောက်ကြီး လောကနဲ့ပတ်သက်လာရင်ဘာကုမစုရှေ့တိုးဆောင်ရလှုပ်ဆောင်ပါလုံငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှေ့တိုးလှုပ်ဆောင်ခြင်းအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံတွေရရှိတတ်တဲ့အတွက်တနုံနေသားသမီးမိတ်ဆွေတွေဟာမိတ်ဆွေတွေရဲ့ယင်ထဲမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပါတယ်အဲငကူကလုပ်ငန်းဟောင်းအလုပ်ဟောင်းကိုစူးစမ်းဆွမ်းဆောင်တာမျိုးအတွေ့အစ်အမြင်အစ်တွေနဲ့ချက်ထွင်တာမျိုးလုပ်ငန်းအဟောင်းကိုပဲပြုပြင်မိုးမှန်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်ရအလုပ်တွေမှာအားသာကောင်းမှုတိုးတက်နိုင်ပါတယ် အလုတ်ရှာနေသူတွေဖို့အလုတ်တွေရရှိနိုင်တာမျိုးလုပ်ငန်းတွေရရှိနိုင်တာမျိုးတရွာတနယ်တခြားအစားရှိရှိတဲ့နေရာအနေပြီးတော့ပြပခီးသွားတဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးရဝေးခီးသွားတဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့တူဆောင်ရင်အောင်မြင်တိုးတက်ခြင်းကြီးကံကောင်းခြင်းကြီးရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျာ ပညာရေးနဲ့ပတ်သက်လာရင်တော့တနုနေသတိတွေလက်ရှိမှာစိတ်ပန်းလူမောစိတ်မောလူမောဖြစ်နေရသောအပတ္တကာလပိုင်းခြားဖြစ်တဲ့အတွက်တနုနေသတိမိတ်ဆွေများအဖို့ပညာရေးနဲ့ပတ်သက်ရင်တော့သတိပြုစင်ကြင်ရအတွက်တော့အားနည်းသောကာလပညာရေးနဲ့ပတ်သက်လာရင်အရာရာကိုရုံးကန်ရမယ့်ကာလပိုင်းခြားလေးဖြစ်နေတဲ့အတွက်မိတ်ဆွေတို့ပညာရေးသင်တန်းပကြီးကိစ္စအဆရှိတဲ့ကိစ္စလေးတွေမှာတော့နည်းနည်းလေးအားနည်းစေသောအပတ္တကာလဖြစ်တယ်။ငွေကြေးငွေကြေးကန်တဲ့ပတ်သက်ရင်ဝင်တော့ဝင်နေဘယ်နှကထွက်နေမှမသိတာမျိုး မိသားစုကိစ္စကိုကြောင့်မဟုတ်ပဲတပားစုကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်တယ်ငွေဟာမမြင်နေရမျိုးငွေကြီးနဲ့ပတ်သက်လာရင်အခြားတနေရရာကိုတုံးဆွဲလိုက်ရတာမျိုးလက်လွန်ထားတာမျိုးလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်တော့ငွေမမြဲသောကာလဖြစ်ပြီးတော့ဒါသမီးကိစ္စလေးတွေကြောင့်အိမ်မေးကိစ္စလေးတွေကြောင့်အလောင်းမစားအပျော်ပါနဲ့ပတ်သက်သောကိစ္စလေးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေကြောင့်ကိုကြောင့်မဟုတ်ပဲတပားသူတွေကြောင့်ငွေကုန်ကြေးကြများရခြင်းငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုကြောင့်မဟုတ်ပဲအခြားသူတွေကြောင့်လက်လွန်ခြင်းတွေကြောင့်ကတက်တယ်လို့ ရှိတာငါတာကိစ္စလေးဒီမှာတပြပြစင်ကြီးမှာမလိုလားအပ်ဖဲနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လူမြင်မခံပါနဲ့လူမြင်ခံရင်ကိုအဲ့ဒီငွေကြီးဟာမမြဲသောကာလတိုးတိုးတိတ်တိတ်ထားဖို့လိုအပ်ပြီးတဲ့အခါငွေကြီးကံနဲ့ပတ်သက်လာရင်အဲရှာတဲ့အခါကျတော့သာစူးစားပန်းစားနဲ့တုံးလိုက်တော့အခါတရထဲဆိုတာမျိုးဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့မိတ်ဆွေတို့ငွေကြီးတံမှုကိုကောင်းစွာအသုံးချတတ်ဖို့လိုအပ်ကြောင်းဖြောက်ပြောကြားလက်ပြရစီခင်ဗျအဲ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဘာမှစိုးရိမ်စရာမရှိပါဘူး။ငကိုကဝေးကွာနေတော့မိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လို့နားလည်မှုလွဲနေတော့မိတ်ဆွေများချစ်တို့ဆောင်ရရတဲ့ကာလဖြစ်ပြီးတော့အဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်များဟုတော့အဆက်အသွယ်ရရှိခြင်းသားသမီးတပည့်လက်သားတွေကိုအကြောင်းပြုပြီးတော့အဲအဆက်အသွယ်ပြန်လည်ရရှိခြင်းတက်မှတ်ခြင်းတွေဂျုံကနိုင်သလိုငကိုကအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေတဲ့မိတ်ဆွေများခရီးထွားခြင်းခရီးထွက်ခြင်းအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ဘာသာရေးဆိုင်ရာကိစ္စလေးတွေ သွားခြင်းမိတ်ဆွေတို့နေနဲ့အိမ်နောက်ဖက်နဲ့ပတ်သက်ပြီးတော့စိတ်အပန်းပြေခီးထွားတာမျိုးသို့မဟုတ်အကြောင်းအရာမျိုးဆိုနဲ့ခီးတူတူသွားခြင်းမျိုးတွေဟာမိတ်ဆွေတို့ရဲ့အိမ်နောက်ဤကံကိုချိန်တိုးပြီးတော့အောင်မြင်မှုနဲ့အေးချမ်းမှုတွေရရှိတတ်သောကာလဖြစ်တဲ့သားသမီးတွေကြောင့်ငွေကြီးလုံးကလေးရင်းကလေးဝင်လာတာမျိုးဆွေမျိုးသားချင်းတွေကြောင့်ငွေကြီးလုံးကလေးရင်းကလေးဝင်လာတာမျိုးတပည့်လက်သားတွေကြောင့်ငွေကြီးလုံးကလေးရင်းကလေးဝင်လာသောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါ ငွေတာမီကိစ္စလေးတွေကြောင့်တပည့်လက်သားကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းခြင်းချွင်ပြခြင်းမျိုးတွေကြုံရတတ်တော့ကာလဖြစ်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးငကောကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပေါင်းစည်းရတာမျိုးကြုံရတတ်တယ်လို့အိမ်တော်ရှင်တို့နဲ့တို့တယောက်နဲ့တယောက်နားလည်မှုတွေနေတို့နဲ့တို့နားလည်မှုရအောင်ရှေ့တို့ဆောင်ရွက်လာရင်မိတ်ဆွေတနေ့နေ့သားသမီးတွေဖို့ဒီပတ်တာတော်တွေမှာအိမ်တော်ကြီးကံဟာအားတာကောင်းမှုတိုးတက်ပြီးကံကောင်းစေပါれလူငယ်တွေအချိန်နဲ့ပတ်သက်လာရင်တော့မိမိချစ်သောမြတ်လို့သောသူနဲ့ တူးနဲ့တူးတယောက်နဲ့တယောက်အเจ้าညာမျိုးစုံနဲ့ခိတခဏခွဲရတာမျိုးဖြစ်စေတယောက်နဲ့တယောက်တူးနဲ့တူးညှိနိုင်မရတဲ့ကိစ္စလေးတွေကြောင့်အဆက်အသွယ်ပြတ်ရှင်းနေနားလည်မှုလွဲခြင်းတွေကြုံရတတ်တယ်လို့ အရာရာကိုဟိုအစိုးပင်ဖြစ်ပါစေအကောင်းမြင်ဖြစ်ပါစေတမီးစားအိမ်တော်အခြေရင်နဲ့ပတ်သက်လာလို့ရှိရင်ညှိနှိုင်းရခတ်တာမျိုးလေးတွေတိုင်မြင်ရခတ်တာမျိုးလေးတွေတခုခုဆိုလို့ရှိရင်ထွက်သွားပြီးထွက်သွားတော့ဆိုတဲ့အပြစ်မျိုးတွေသုံးမဟုတ်လို့ရှိရင်နဂရစ်ဆန်တွေများစွာရရှိတတ်တဲ့အတွက်တမီးစားများဖို့ကတော့တုံးနဲ့တူတယောက်နဲ့တယောက်အစင်မပြေမှုလေးတွေများစွာကြုံရတတ်တဲ့အတွက်တော့တနုံရိတာတမီးအခြေရင်နဲ့ပတ်သက်ရင်တော့ဒီတပတ်တာတော့တွင်မှာအဲ ဘယ်လိုပြောမလဲပရီဗျူးစင်ကျင်ပြေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ဝေးကွာနေတော့အခြေအေးမှာဆိုရင်တော့စိတ်မချရတာမျိုးလေးတွေဝေးကွာနေတော့တမိစားမျိုးတွေမှာဆိုရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်အပူတော့ကတရင်စကားလေးတွေကြားရတာမျိုးလေးတွေချစ်သူရဲ့မိမိရဲ့ချစ်သူရဲ့အိမ်မိမိရဲ့ဖူးရီးစားရဲ့အစင်မပြေမှုလေးတွေကြောင့်ကိုပါလိုက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့အပ္ပတကလာအပိုင်းရှားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေကျမ်းပါဘူး ကျမရင်းနဲ့ပတ်သက်လာရင်တော့စေဝါအပြောင်းလဲဇာသမားအပြောင်းလဲလေးတွေနဲ့ကုသလာရင်ငကူကဖြစ်ပေါ်နေသောနာတာချီကျမ်းလာရေးလေးတွေကမှကောင်းမွန်လာမယ့်ကာလငကူကဖြစ်ပေါ်နေသောကိစ္စလေးတွေအစင်မပြေတဲ့ကိစ္စလေးတွေတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးတွေဆိုရင်ဇာသမားကောင်းစေဝါကောင်းတွေနဲ့ကုသတာမျိုးငကူကကျမရင်းနဲ့ပတ်သက်လာရင်အစင်မပြေပါမလားဆိုတဲ့မိတ်ဆွေတွေဒီအပတ်ဟာရှေ့တိုးဆောင်ရွက်ခြင်းစတင်ခြင်းတွေကံကြမ္မာကောင်းခြင်းတွေကိုရရှိမယ့်ကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတနင်္ဂနွေသားသမီးများဟုတ်ဒီတစ်ပတ်တာအတွက်ဒီမှာကျမရင်းနဲ့ပတ်သက်ရင် ်ခြေတူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်သောပတ်တာဖြစ်ပါတယ်ဒီပတ်တာတော့လည်းမမိတ်ဆွေတို့အနေနဲ့အကျိုးပေးစေသောအယောင်အနေနဲ့ဆိုရင်တော့အစိမ်းရောင်အဝါရောင်ညီညိုရောင်နေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစေပါတယ်အကျိုးပေးသောကဏ္ဍအဖျားလေးအနေနဲ့ဆိုချစ်ကဏ္ဍငါးကဏ္ဍသုံးကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေသောအပတ္တကာလဖြစ်ပါတယ်အကျိုးပေးစေသောအရာဟာမြောက်ဆူဆူရဖြစ်ပါတယ်ခင်ဗျဒါအပြင်အကျိုးပေးစေသောဟလား ဆွနာလူပါပါနေသားအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တနင်္ဂနွေတနင်္ဂနွေချင်းတွဲလောက်တာမျိုးလေးတွေသို့မဟုတ်အင်္ဂါသားသမီးတွေနဲ့ပေါင်းစုဆက်ပြီးလောက်တာမျိုးလေးတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးကံကောင်းစီတော့အပတ္တကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းနဲ့ပတ်သက်လာရင်လုပ်ငန်းသစ်စတင်ခြင်းတအဟောင်းကိုရှေ့တူဆောင်ရလှုပ်ဆောင်တာမျိုးငကိုကရက်တက်နေတော့အလုပ်တွေနားရရတော့အလုပ်တွေပြက်ဆဲနေတော့အလုပ်တွေကိုရှေ့တူဆောင်ရလှုပ်ဆောင်မှာမိတ်ဆွေကောင်းအကူအညီကောင်းတွေရဲ့အကူအညီကိုများစွာရရှိမယ်အပတ္တကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ သားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေငကူကသားသမီးနဲ့ကိစ္စနဲ့ပတ်သက်လို့တပည့်လက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့စိတ်မချမ်းသာစရာလေးတောင်လက်ရှိမှာစိတ်ချမ်းသာအောင်အခုညီထောက်ကိုရရှိတတ်ပြီးတော့အိမ်ထောင်ရေးနဲ့ပတ်သက်လို့အစင်မပြေရင်သားသမီးတွေရဲ့ညှိနှိုင်းမှုလေးတွေတပည့်လက်သားတွေရဲ့ညှိနှိုင်းမှုလေးတွေနဲ့ခြေတို့ဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ပါတယ်မထင်မှတ်ဖဲနဲ့ဆွေမျိုးသားချင်းတွေနာကိုအလဲခီးထွက်ရတာမျိုးတွေအပျော်ခီးထွက်ရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါအခွင့်လန်းတဲ့နဲ့မျောလင်းကြတဲ့နဲ့ကျမ်းမာခြင်းကို ရရှိနိုင်တာမျိုးငကူကစိတ်ပန်းလူပန်းဖြစ်နေတဲ့မိတ်ဆွေများဒီကာလမှာစိတ်ပန်းလူပန်းမဖြစ်ဘဲနဲ့ခရီးထွက်တာမျိုးဘာသာရေးဆောင်ကကိစ္စတခုခုကိုစတင်ဆောင်ရွက်လုပ်ဆောင်ရင်တိုးတက်နိုင်ပါတယ်လုပ်ငန်းအသစ်စတင်ခြင်းတပတ်ဆိုလက်ရှိရှိနေတဲ့နေရာထက်အခြားတသိန်းသားတရွာတနယ်တခုခုကိုသို့မဟုတ်ရင်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့စတင်စူးစမ်းကြည့်ပါအောင်မြင်မှုလမ်းစာဧကန်ဒိဋ္ဌာရရှိစေမယ်အဖတ်တာကာလအပိုင်းချဖြစ်တယ်ပညာရေးနဲ့ပတ်သက်ရင်တော့အားငယ်အားနာစရာပဲ ရုံးလေးနှစ်လေးဆိုတာမျိုးစိတ်ပန်းလူပန်းဖြစ်ရတဲ့အတွက်ကိုဝါဒနာပါတဲ့အလုပ်ကိုသာငယ်စင်မှလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းမဲ့အကြံပြုပါရစေဒီပတ်တာတော်တွင်မှာမိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလိုရာကိစ္စကိုပြုမှုဆောင်ရွက်တဲ့အခါအဆက်ဆက်ရအဆင်ပြေစေဖို့အတွက်မိတ်ဆွေတို့ရဲ့အိမ်ကနေမသွားမီမှာမိမိတို့ရဲ့တော့သွားမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမသွားမီမှာမိမိတို့နဲ့ပြောဆိုရှင်းဆိုထားသောအရက်ဒီတာမှရှိတဲ့ မြို့တော်ရှင်နေတော်ရှင်တို့လမ်းဆောင်နှက်တို့ကိုမေတ္တာခုနှစ်ကြိမ်တိတိပို့ပြီးတော့လိုရာကိစ္စကိုတွားရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေမယ့်အပိုင်းခြားကာလပတ်တာဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေအယောင်းတွက်အယောင်းဖတ်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုတခွားတိလေးတစ်လုံးနဲ့ရောင်းထွက်ပါစေဆိုပြီးထိတွေ့ရိုက်ပုံရောင်းလိုက်ရင်ရောင်းကောင်းပြီးတော့အယောင်းတွက်အယောင်းထပ်သွားစီမှာအသေးစားပဲဖြစ်တယ်။အဆက်ဆက်ရဲ့ရမိတ်ဆွေတို့ရဲ့နော်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအစဉ်ပြေအောင်မြင်တိုးတက်စီဖို့မပြောမီဇယံငနာပေတွေမြင်ရင်ခွန်ကို၃ညာနှစ်ကို၃ညာလေးတစ်လျှောက် 7902904160 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်963 5050 9မှာဖြစ်စေဆက်သွယ်မိမြနိုင်ကြောင်းကြားဖြတ်ကျညာဝင်ရင်းနဲ့မိတ်ဆွေတို့ရဲ့အဆက်အစရရငွေကြီးကံကောင်းစီပြီးအဆက်အစရရအောင်မြင်တိုးတက်ဇေယံတို့ကမိတ်ဆွေတို့အနေနဲ့ဟိုမနမိုးလင်းတဲ့အခါမှာနော်မနမိုးလင်းတဲ့အခါမှာမိမိတို့ရဲ့နော်ဟိုကဟိုမိမိတို့ရဲ့အိမ်ရဲ့မျက်နှာစာကိုယူပြီးတော့ယသေကြီးဥခဏ်ကြီးရဲ့ဒနာတိတ်ရှိလို့ခေါ်တယ်အရဟံသူဇံလာလီတံဘာဟိတံအဲ့ဒီဂါတာလေးလေးချောင်းကိုတနေ့ကို28ခေါက်တိတိ မျက်နှာတက်တဲ့အခါမျက်နှာတက်ပြီးပြီးမတက်ရသေးသေးအိမ်ရဲ့တက္ကမပတ်ကိုကြည့်ပြီးတော့လက်လာပါတွေကိုခေါ်လိုက်ပါကအဆက်ဆက်ရဲ့အောင်မြင်စီမီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအော်တိုဘာလဂုံတိဘာပဲဖြစ်ဖြစ်အောင်မြင်တိုးတက်လို့ယေရနာစင်ကြောက်ဇေတော်တိုင်းကစားနိုင်ကြပါစေလို့ဆရာကပြောရင်းနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ